အကောရိနစိနေကောရံအတတုံပါဒုနာစိနေစိနေကတရိယံဒါလေနသစ္စေနာလိကဝါဒိနံဗာမေသဗျာရဲ့ဆုံးမအမေဒေါသကြီးမာတဲ့ပုဂ္ဂိုလ်ကြီးချမ်းဖတ်တဲ့ပုဂ္ဂိုလ်ကြီးအမေဒေါသမထားပဲနဲ့မေတ္တာမပြတ်ဒီကံရင်ခွလွချင်းနဲ့ပဲအနိုင်ယူရမယ်လို့ဗာမေသဗျာရဲ့ဆုံးမသစ္စေနာ အဲ့ဒီလိုမြေတော်ကချိန်မတဲ့ပုဂ္ဂိုလ်ဒီကခွလွချင်းနဲ့နိုင်ယူလိုက်လို့ရှိရင်ပြဒနာအေးချမ်းသွားတာဟာတေချာအေးချမ်းသွားတယ်သုံးမဟုတ်လို့ရှိရင်ပြဒနာဆိုတာရှင်ကြီးကတစ်ချက်ခေါက်ရင်နောက်ထပ်ရှင်ကနှစ်ချက်ခေါက်မယ်ဆိုတာမျိုးတုံပြန်လာတဲ့တရံဘလို့ခေါ်တဲ့ဒီလက်စားချေတဲ့အမှုမျိုးတွေဆိုတာလောကမှာရှိတယ်။ငါကတစ်ခုလုံးရင်ငါနှစ်ခုလုံးမယ် ဘင်းကထုံးတဲ့ရရင်ငါဒါနဲ့ခုံမယ်ဆိုတယ်အဲ့လိုတုံ့ပြန်မှုမျိုးတွေနဲ့တန်လျာမှာဖြေရှင်းလို့မရဘူးအကောရိနဲ့စိနေကောတံအတာတုံသာဓုနာစိနေမကောင်းတဲ့လူကိုလည်းမိမိကကောင်းတဲ့အနေထားတစ်ခုဖြင့်အောင်းနိုင်ဖို့ကြိုးစားပါစိနေကတရိယန္တာနေနအလုံးကိုနှမျောတတ်တဲ့ပုဂ္ဂိုလ်ကိုလည်းပဲပိကံခြင်းဖြင့်အနေယူပါလို့သစ္စေနာလိကဝါရိနာ လိညာပြောဆိုတတ်တဲ့ပုဂ္ဂိုလ်ကိုမှန်ကန်ပြောဆိုခြင်းဖြင့်နိုင်ယူပါလို့ဆိုတဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာလောကလူတွေယုံကြည်ခြင်းနဲ့စံကျင်မှုဖြစ်တယ်။ဣဒ္ဓမစံကျင်မှုလူတွေဟာဒါကိုလို့ရင်အောင်မြင်မှမလားလို့တန်လျာတောင်ဖြစ်နိုင်မဟုတ်ဘူး။မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာမှုရှင်။နှုတ်ဦးနှဝ အလွန်ကောင်းမြတ်တဲ့စိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်တာတေချာပါပဲဖြစ်တယ်။အဲလိုတုံ့ပြန်မှုမဖြစ်ဘဲနဲ့တိခန့်ကွင်းလို့ချင်းမေတ္တာမပြည့်နေထိုင်ခြင်းအားဖြင့်သုံးသင့်လှုပ်ထိုက်တာကိုလှုပ်ချမလှုပ်ဘဲနဲ့ငုံခံအောင်ဆိုလိုတာမဟုတ်ဘူး။သုံးသင့်လှုပ်ထိုက်တာတွေကိုလှုပ်တယ်။ဆိုပါလို့တစ်ခါတည်းကဆွဆွဲလာတယ်မဟုတ်မတရားတွေပြောလာလို့ရှိရင်မြတ်စွာဘုရားက ပြောချင်တာပြောလို့စေငုံခံလို့ဒီလိုပြောတုံ့ပြန်ဖြေရှင်းချက်ကိုတော့ပေးရသို့တော့အဲ့လိုမဟုတ်မတရားပြောဆိုတဲ့စကားတွေဟာခொနည်းတဲ့ပုံမပုံနောက်ဆုံးမှာသူတို့ရဲ့စိတ်အိမ်နဲ့သူတို့ပဲပြန်ပြီးတော့အလွယ်မှာပဲကိုပြန်ရောက်တော့ကြတာညာအဲ့လိုမျိုးဆိုရတာတုံ့ပြန်ပြောရမယ်လို့အဘူတံအဘူတံတော့နေဖြစ်တဲ့မမှန်မှုဆိုရင်မမှန်တဲ့ ကြောင်းရှင်းလင်းဖော်ပြဆွဆွဲတာဆိုလို့ရှိရင်မမှန်ရင်မမှန်တဲ့အကြောင်းအဲ့ဒီလိုမမှန်ကန်တဲ့အကြောင်းပြောလာမယ်ဆိုလို့ရှိရင်ဖြည့်ရှင်းရမယ်ဆိုတော့လက်ဆောင်ကဟောကြားတဲ့ဆုံးမတဲ့စကားအင်တာမတ်မှတ်သားစရာကောင်းတယ်ဒီသဘောမျိုးပဲဒီဒီနေရာမှာပဲမြတ်စွာဘုရားတောက်အစပိုင်းမှာ ဘုရားဘာသာဝင်တို့လိုက်နာဖို့အတွက်ပြဆံများဆုံးမှာပေးဖရာတရားတန်ခါရဏသုံးပါးကိုကဲ့ရှုချပြည့်တဲ့စကားပြောလာမယ်ဆိုလို့ရှိရင်စိတ်မဆိုးနဲ့နံပါတ်၁ကစိတ်မဆိုးနဲ့ဘာကြောင့်လဲမင်းတို့စိတ်ဆိုးနေလို့ရှိရင်အမှားမှန်ကိုသိမှာမဟုတ်ဘူးစိတ်ဆိုးခြင်းဟာကိုယ့်အတွက်ရှင်းလင်းနှလုံးထဲမှာ ငြိမ်းချမ်းမှုကိုဆုံးရှုံးစေတတ်တာဖြစ်ကိုယ်တိုင်ကစပြီးကိုယ့်ရဲ့စိတ်နှလုံးအေးချမ်းမှုကဆုံးရှုံးသွားမှာဖြစ်တယ်ဒါကြောင့်စိတ်ဆိုးနေစိတ်ဆိုးနေလို့ရှိရင်အမှားမှဝေဖန်ခွဲခြားနိုင်စွာရှိမှာမဟုတ်ဘူးအဲ့ဒီဝေဖန်ခွဲခြားနိုင်စွာမရှိခြင်းဟာလည်းထပ်မံဆုံးရှုံးခြင်းတစ်ခုပဲဖြစ်တယ်ဒါကြောင့်မမှန်ဘူးဆိုရင်မမှန်ဘူးလို့ရှင်းပြရအောင် အဘုဒ္ဓအဘုဒ္ဓတော်နေဖြစ်တိတ္တဗဟံတို့ဒီချင်းစဉ်တခုဟာဧတမကဘာကျော်တဲ့မြတ်စွာဘုရားရဲ့တကယ်ငြိမ်းချမ်းတဲ့ချင်းစဉ်တခုဖြစ်ဒီချင်းစဉ်နဲ့လိုက်နာကျင့်သုံးကြလက်တွေ့ကျင့်သုံးကြမှာဖြစ်တယ်နော်ဒီနေရာမှာဆုတောင်းလို့ပြောတာမဟုတ်လက်တွေ့ကျင့်သုံးမှုပြောနော်ကိုလုံးမဲ့အလုပ်ဟာ လက်တွေ့ကျင့်သုံးနေတာဖြစ်တခါတခါသားကကိုယ်ချီကျူမြောက်စားပြောလို့ရှိရင်လည်းဒါလည်းအန္တရာယ်တစ်ခုပဲသစ္စာပြားကကိုယ်ကိုချီးမွမ်းနေဆိုရင်လည်းချီးမွမ်းလို့ဆိုပြီးပဝင်မြဲ့ပြီးတော့စိတ်တည်တက်ကြွမောက်မှပြီးမသွားနိုင်တဲ့အဲ့ဒီလိုပဝင်မြဲ့သွားမယ်ဆိုလို့ရှိရင် ်တင်တို့ရဲ့ယင်ထဲမှာအနေရတစ်ခုဖြစ်လာအမှားမှန်ဆိုတာခွဲခြားသိနိုင်ကြရှိမှာမဟုတ်ဘူးဒါကြောင့်မို့ကိုယ်ချင်းမွန်းနေတဲ့စကားတစ်ခုဟာသူဟာအမှန်ကန်ချင်းမွန်းတာလားအပူရီပြောနေတာလားဆိုတာကိုယ့်အကိုသိဆုံးတယ်အဲ့တော့အမှန်ကန်ဆိုလို့ရှိရင်ဘုဒ္ဓံဘုဒ္ဓတော် ဋိဆာနေတတ်မှန်နေဆိုရင်တော့မှန်တဲ့အတိုင်းဝန်ခံလိုက်ဖို့ပဲရှိတယ်ဝန်တာနေဖို့မဟုတ်ဘူးလို့အဲ့တော့ဝန်တာခြင်းနဲ့စိတ်ဆိုးခြင်းလူတွေဟာလောကဓာတ်နဲ့တွေ့လာလို့ရှိရင်ခြင်းနဲ့ခြင်းနဲ့မခြင်းနဲ့ခြင်းဆိုနှစ်ခုလာမှာပဲကိုယ်ကိုပြပြောရင်မခြင်းနဲ့ဘူးကိုယ်ကိုချီးမွမ်းရင်ကျေနပ်တယ်အဲ့ဒီလိန်ဒပတန်တာ ကဲရဲ့ခြင်းနဲ့ချီးမွမ်းခြင်းနှစ်ခုလာလို့ရှင်လိုက်နိုင်ရမယ့်ခြင်းစဉ်တစ်ခုကိုမြတ်စွာဘုရားဟောကြားဆုံးမအဲ့ဒီခြင်းစဉ်ကိုကိုရဘာသာဝင်နေဟာမိမိတကိုယ်ဒီစိတ်နှလုံးအေးချမ်းမှုအတွက်လည်းပဲဒီတိုင်းလိုက်နိုင်မိမိတို့ရဲ့ society လူအတိုင်းဝိုင်းကြီးတစ်ခုလုံးငြိမ်းချမ်းမှုလို့လူတိုင်းလူတိုင်းဟာဒီတိုင်းလိုက်နိုင်မှာဆိုရင်စိတ်နှလုံးအေးချမ်းမှုလို့အလားနဲ့လမ်းကြောင်းပေါ်ရောက်မှာ သေချာဒါဟာဘုရားဆုံးမစစ်ပဲဖြစ်တယ်နော်ရသဗျာရဲ့ဆုံးမဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့အကောစီမံအဝတိမံစိနေမံအာတိမေဒီကောင်ငါဆဲသွားတယ်ငါ့ကိုဆဲတယ်ငါ့ကိုရိုက်နေတယ်ပုတ်ခတ်တယ်ငါ့ကိုအနိုင်ကျင့်တယ် အဲ့ဒါတွေကိုစိတ်ထဲမှာတိမတ်ထားပြီးတော့လက်စားချေဖို့ကြိုးစားမဲ့ဆိုရင်ဘယ်တော့မှမဆုံးနိုင်တဲ့ကျင်ပွဲကြီးပဲဖြစ်မှာဖြစ်ငြိမ်းချမ်းမှုဆိုတာရမှာမဟုတ်ဘူးငြိမ်းချမ်းမှုရဖို့ဆူတောင်းနေကြလည်းမလိုဘူးလက်တွေ့ကျင့်သုံးမှုဟာအဓိကကြတယ်လို့ပြောဆိုဒါမျိုးဆိုဗျာရဲ့အဆုံးအမတရားပါ အဲ့ဒါတွေကိုတတိထားပြီးတော့မိမိတို့ကိုယ်တွေ့လိုက်နာကျင့်ဘယ်နေစားလိုက်နာကျင့်သုံးလဲလို့ဆိုလို့ရှိရင်မိမိတို့ရဲ့လူမှုအတိုင်းဝိုင်းထဲမှာလူဆိုဆိုင်နေထဲမှာ family လို့ခေါ်တဲ့မိသားစုမိသားစုတစ်ခုအသေးဆုံးဆိုဆိုင်ဒီနေ့တစ်ခုနော်ကိုမိသားစုကိုမိသားစုထဲမှာ၃ယောက်ရှိရင်၃ယောက်၄ယောက်ရှိရင်၄ယောက် အဲ့ဒီမိသားစု family society လေးကိုဖြစ်အဲ့ဒီမိသားစုလေးတုံးနဲ့တုံးဆက်ဆံရေးကစပြီးတော့လေ့ကျင့်ပြီးတော့ဖြစ်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဒုတိယလိုက်လာမယ်အဲ့ဒါပဲမိသားစုလေးတစ်ခုမှဆိုရင်အမေလို့သူရှိတယ်အဖေလို့သူရှိတယ်ตาရှိမယ်တမိရှိမယ်ဆိုတော့ ဆရာဆရာမိကနဲ့သာသမီဆက်ဆံရေးပန်ကန်နဲ့ဆက်ဆံရေးနဲ့ဆက်ဆံပြီးတော့မိကကလည်းသာသမီအပေါ်မှာစိတ်နေသဘောထားမှန်ကန်မှုသာသမီကလည်းမိဘအပေါ်မှာစိတ်နေသဘောထားမှန်ကန်မှုဒီကုမောင်တို့ကချင်းချင်းနဲ့စိတ်နေသဘောထားမှန်ကန်မှုအိမ်တော်ကအချင်းချင်း မိသားနှစ်ဦးကလည်းစိတ်နေသဘောတာမှန်ကန်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတိုင်းလိုက်နာမယ်ဆိုရင်ပြဿနာတက်စရာတခုမှမရှိဘူးပြဿနာတက်တာဟာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းမလိုက်နာနိုင်လို့သာပြဿနာတက်တာဖြစ်တယ်ဘုမေတ္တာကရုဏာမုရိတာဥပေက္ခလို့ခေါ်တဲ့ကျိုးစီပါကိုလိုလားတဲ့မေတ္တာကိုအခြေခံပြီးကိုယ်မိသားစုလေးရာစပြီးငြိမ်းချမ်းအောင် ုမိသားစုနေရာစပြီးငြိမ်းချမ်းရအကျိုးသာဖြစ်တယ်။မိသားစုတိုင်းမိသားစုတိုင်းငြိမ်းချမ်းသွားပြီဆိုရင်အဲ့ဒီမိသားစုတွေစုပေါင်းနေတဲ့ရပ်ွက်ကြီးဟာငြိမ်းချမ်းမှာအဲ့ဒီမိသားစုတွေနေထိုင်တဲ့မြို့တယ်တစ်ခုဟာငြိမ်းချမ်းမှာမိသားစုတွေနေထိုင်တဲ့ရွာတရွာဟာငြိမ်းချမ်းမှာမိသားစုတွေနေထိုင်တဲ့ရှက်ွက်ပေါင်းများစွာရှိတဲ့မြို့ကြီးဟာလည်းငြိမ်းချမ်း တိုင်းဒေသကြီးတို့ပြည်နယ်တို့ဆိုတာငြင်းကြမ်းတော့နောက်ဆုံးမှာအဲ့ဒီလိုငြင်းကြမ်းตายရတဲ့လူအဖွဲ့အစည်းတွေနဲ့တီထောင်ထားတဲ့နိုင်ငံကြီးတနိုင်ငံလုံးကလည်းငြင်းကြမ်းပါပဲအဲ့တော့မငြင်းကြမ်းတဲ့လူတွေမငြင်းကြမ်းတဲ့စိတ်ဓာတ်တွေနဲ့တိုင်းပြည်ကိုနေထိုင်ကြမယ်ဆိုရင်ငြင်းကြမ်းရေးဆိုတာညှော်လင့်စရာမရှိဘူးညှော်လင့်လို့မရနိုင်ဘူးဒါကိုလည်းတတိထားကြဖြစ်တယ် အဲ့လိုဘဝခရီးကိုရှောင်လန်းတဲ့အခါဘုရားရဲ့ဆုံးမတိုင်းအမှန်ကန်ဟုသိရှိနားလည်ပြီးတော့လောတဲ့နာနဲ့မလောတဲ့နာခွဲခြားသိပြီးမလောတဲ့နာကိုရှောင်ရှားလို့လောတဲ့နာကိုလုံးချဘုရားရဲ့ဆုံးမတရားတော်တွေဟာလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားဟောတာဖြစ်လို့အေးဒီဥဒိယကကိုရှုံချလာတဲ့နိုင်ကျင့်လာတဲ့ဘယ်လိုစိတ်ထားရမလဲ ်ဧဝတ္တယောက်ကကိုယ်ကိုမြောက်ပြင်ပြောဆိုလာတယ်ဘယ်လိုစိတ်ထားရလောကရာမုံတိုင်းနေနေတွေ့လာလို့ရှင်စိတ်ဓာတ်ကိုဘယ်လိုချက်ခံအောင်ထားရမလဲဆိုတဲ့တူဦးကြီးကစပြီးတော့လေ့ကျင့်သွားမယ်ဆိုလို့ရှင်နော်မငိမ့်ချမ်းတဲ့နေရာမငိမ့်ချမ်းတဲ့မိသားစုမငိမ့်ချမ်းတဲ့ဒေသဆိုတာရှိမှာဟုတ်ပါဘူးနော်အားလုံးငြိမ်းချမ်းသာရတော့မှဖြစ်ပါအဲ့ဒါလိုင်းနာจิตသုံးမှုကပို့ပြီးတော့ ထိကကြမြတ်စွာဘုရားရဲ့ဆုံးမတိုင်လိုက်တာကျင့်သုံးကြမှာဆူတောင်းနေလို့နဲ့ဘာတစ်ခုမှဖြစ်မှာမဟုတ်ဘူးဒါတော့ထင်ရှားဆူတောင်းနေနဲ့ဘာတစ်ခုမှမဖြစ်ဘူးဆူတောင်းနေဆိုတာတူနေတူဘုသူဘုသူမှဒီตาจ้ามาเยซูพระองค์ไกลกว่าฮ้อถ่าได้สิบ่ ိမ့်ချမ်းခြင်းလို့ရှိရင်ငိမ့်ချမ်းစေတတ်တဲ့အချက်ကိုချက်ပါဆွတောင်းနေလို့တော့မင်းရမှာမဟုတ်ဘူးတုံးနေတူအစဉ်ပြေစေခြင်းအစဉ်ပြေတဲ့နေလန်းကိုချက်တော့မှာဆွတောင်းနေရင်လည်းဘာမှရမှာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကအသက်ရှိခြင်းသလားအသက်ရှိခြင်းအသက်ရှိသောအချက်ကိုချက်ပါတက်ရှိကြောင်းလမ်းစဉ်ကိုလိုက်တာ စီပါဥစ္စာတိုးတက်ခြင်းလားစီပါဥစ္စာတိုးတက်ကြောင်းအကျင့်ကိုလုပ်ပါအဲ့ဒီလိုမဟုတ်ဘဲနဲ့စီပါဥစ္စာတိုးတက်ပြရစေဖះရှိတော့လဘူးနှစားလုပ်နော်အဲ့ဒီလိုလုပ်လို့တော့ဘာမှရမှာမဟုတ်ဘူးစီပါတိုးတက်ခြင်းအကြောင်းကဘာလို့ကျိုးစားမှာ ကိုယ်ကိုယ်တိုင်ကြိုးစားကိုယ်ကိုယ်တိုင်နည်းပညာတွေနဲ့ကျွမ်းကျင်မှုတွေနဲ့ဘယ်လိုရည်ရထုတ်ပြီးကြိုးစားအထောက်အမဲ့ကိစ္စဘယ်ကိစ္စပဲဖြစ်ဖြစ်အလုံလုံချင်းဟာဒါပဲအဓိကကျအဲ့ဒါတွေကိုသတိထားပြီးတော့အမားပေါ်အမားထပ်ပြီးတော့မဆင့်စေဖို့ အမားကိုအမှန်တရားနဲ့ဖယ်ရှားပြစ်ပြီးအမှန်တရားမှနဲ့လမ်းကြောင်းကနေလိုက်မှသာလဲမိမိတို့လူချင်းနဲ့တန်းနိုင်မှုရောက်မှာဖြစ်တယ်အဲဒီလိုမဟုတ်ဘူးဆိုလို့ရှင်မိုင်းရဲနဲ့လမ်းစဉ်ထပ်ဆင့်ပြီးတော့မှားမယ်ဆိုရင်အမားတော့အမားဆင့်လို့ရှင်အမှန်တရားဟာပြောက်ွက်သွားဖို့ပဲရှိတယ်ဘုရား အေးညဝရရဲ့ဆုံးမတရားတော်တွေဟာဒီကနေ့ခေတ်မြန်မာနိုင်ငံမှာထင်ရှားပြီးတော့အလွယ်တကူဖတ်ရှုလေ့လာနိုင်တဲ့အနေအထားမျိုးကျမ်းနာနိုင်တဲ့မှတ်သားနိုင်တဲ့အနေအထားမျိုးပဲရှိတယ်။ချက်သုံးဖို့ပဲလိုအပ်တယ်ဆို။ဒီစနစ်တွေကအလုံးရှိတယ်လိုက်လာချက်သုံးဖို့ပဲလိုအပ်တယ်လို့ဆိုတာတတိထားကြဖို့ပေါ့နော်။